လူတက်ခဲ့တဲ့ကေဇေးကရီယာဖြစ်တဲ့ hydraulic cutter ကိုထိုက်လို့လူလူဝင်ရခဲ့ပါဒါလည်းထိုက်လို့နဲ့အများနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နေတဲ့ဒီကေဇေးအဖွဲ့ရှိရပေါ့နော်သူက H rescue ကေဇေးရဲ့အသင်းပေါ့နော်သူကဆိုလို့ဒီလိုမျိုးငလင်းဖြစ်မှာမဟုတ်ဘူးကေဇေးအလုပ်ကိုလုပ်နေတာကနှစ်ချီနေပြီဘယ်လိုပြောမလဲဝါသနာပါကြပါပေါ့နော်အဲ့လိုခလေးရှာပေါ့အကျောစီးတောင်တုံးရတဲ့အထီကိုသူတို့ဝါသနာပါကြပါပေါ့မထိုက်တဲ့ hydraulic cutter လို့ရဲဆိုသူတို့ပြောတဲ့စကားကိုကိုကတက်နိုင်တယ်လို့ဖြည့်စည်းပေးမှသာနေထိုက်လို့အကျိုးရှိမှာအဲ့ဒီမှာ hydraulic cutter လို့ရဲဆိုပြောမှဆိုလက်လန်းတော့ဝေးတယ် သိန်း300 400လောက်ဆိုတော့ထဲတို့ meeting လုပ်လိုက်တယ် meeting လုပ်လိုက်ပြီးတော့မှအကောင်လုံးသဘောတူတယ်ကောင်းတဲ့ agency ဖြစ်တယ်ဆိုတော့မှတရားခံတော့ထောက်ခံပြီဆိုတော့မှထိုက်တို့လူကြတာဖြစ်တဲ့ကြောင့်မလို့အဲ့မှာအဲ့အဖွဲ့ကလည်းထိုက်တို့ဖွဲ့ကလည်းလူကြမယ်ဆိုတော့ထိုက်အရင်ပြောပါအာသူတို့ဖုန်းဆက်ပြီးတော့မှလှူမဲဆိုချက်ချင်းအဲ့နေနေချင်းပဲလှူလိုက်တာအခုရောက်နေတာအရင်ကရောက်နေတာ300 300လောက်တော့ရှိပြီ300အတွင်းမှာရအောင်သူတို့ဝယ်ပြီးကြဝယ်ကြတယ်ဘာမှအကြီးကြီးရွယ်ပြီးလောက်တာမဟုတ်ဘူးအခုဒီ Tide Pride အဖွဲ့လောက်တာကလည်းလုံခဲ့တဲ့ 2013ကလေးကလောက်တာဆိုတော့73နှစ်လောက်ရှိနေပြီပေါ့နော်73နှစ်လောက်လုံငယ်73နှစ်လောက်ကလေးကကိုတနိုင်တပိုင်းလေးတွေလုံမယ်မိဘမဲ့ကလေးနဲ့မုတ်လေးတူစားမယ်သွားဆော့မယ်ကိုရှိတဲ့မုတ်ဘိုးလေးနဲ့အတူသွားပြီး sharing လုပ်ကြမယ်ဆိုတော့စိတ်နဲ့ပဲထပ်တူလုပ်ခဲ့ရရင်တော့လုံငယ်73နှစ်လောက်တော့ငယ်သေးရပဲလေအဲ့တော့တငယ်ချင်းတွေစုပြီးတော့အဲ့လိုမျိုးသွားလို့ရာကနေပြီးတော့တစ်လတစ်ခါလုံဖြစ်သွားတစ်လခါအလူလေးတွေလုံဖြစ်သွားပါပေါ့နော်ပြီးတော့တဖြည်းဖြည်းနဲ့အဲ့မှာ ကိုယ့်ရဲ့အပေါင်းအသင်းတွေကလည်းဟာနင်တို့တကယ်သွားတာတွေ့ရတကယ်လူတာတွေ့ရတကယ်အလုံးလုံးနေရပဲဆိုတော့ပေါင်းစည်းလာတဲ့ခါကျတော့အဖွဲ့ကတဖြည်းဖြည်းကြီ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 းလာပြီးတော့မှအဲ့နိုင်ငံသားကနေပါပါပါဝင်လာကြတယ်အဲအခုထက်ထိကိုအခုထက်ထိကိုမတို့လူနေကြတယ်နိုင်ငံသားကအလူရှင်တွေဒူနာတွေအများကြီးရှိရပေါ့နော်အဲ့လိုမျိုးအဖွဲ့လေးနဲ့သွားနေတာပြောမယ်ဆိုရင် ဟုံးတော့ယူတော့တိတ်ပဲလူမသိကြဘူးပေါ့နော် ဒါပေမဲ့လှူခဲ့တာတွေကတော့တော်တော်များတယ်အဲလိုចောင်းဆောင်နေစာတင်ចောင်းចောင်းဆောင်နေပြုတ်ပြတ်သွားစာတင်ចောင်းចောင်းဆောင်အဆအဆုံးရေဆက်ချပြီးလှူပေးခဲ့တယ်ကိုယ်တိုင်လည်းသွားပြီးရေဆက်ချခဲ့ပြီးတော့အာကုဒီအိမ်သားတွေတိလာရှင်တွေအတွက်အဲလိုလှူပေးခဲ့တယ်ပြီးတော့ဖះတဲတဲ့အခါမှာလည်းအဆအဆုံးတဲပေးခဲ့တာရှိတယ်ပြီးတော့ចောင်းဆောင်ဆိုရင်လည်းစာတင်ចောင်းဆောင်ဆိုရင်နှစ်နှစ်ចောင်းရှိပြီပေါ့ထဲမားတို့ကမကထပြုတ်ပြီးတော့ပြုတ်လောက်လိုက်တဲ့စာတင်ចောင်းဆောင်ကနှစ်ចောင်းဆောင်ရှိပြီအဲနှစ်ចောင်းဆောင်မှာတခြားသောအလှူရှင်တွေခေါ်လိုက်တဲ့အခါမှာအကြီးဖြစ်သွားတာပေါ့နော်စာတင်ចောင်းကြီးတွေအဲအဲ့လိုမျိုးတွေ လုပ်ပေးခဲ့နိုင်တဲ့အခြေအနေတိဖြစ်ခဲ့တာပေါ့နော်။နာမည်ကကျတော့ Future of Children အတူကောက်နေတဲ့ FOC လို့ခေါ်ပါတယ်။ဟုတ်73နှစ်ရှိပြီပေါ့။ထဲတော့ကလေမိဘမဲ့ကလေးတွေတို့တခြားတက်ကြီးရွယ်ကိုတို့နဲ့ပဲပတ်သက်ပြီးတော့ပဲအတူကြုံရှိတာပေါ့နော်ဒီလိုငလျင်တို့အဲရေဘီတို့မှာထဲတော့ကတိတ်ပြီးတော့အတူကြုံမရှိဘူးဒါပေမဲ့မရှိပြန်မယ်လေနောက်ဆုံးရေဘီအထီကိုပေါ့နော်ကိုတိုင်ကိုကြား FOC အနေနဲ့သွားပြီးတော့လှူခဲ့တယ် ဒီနေ့လေးမှာကြာထိုက်လို့လုံးဝအတွေ့အကြုံမရှိဘူးအတွေ့အကြုံမရှိတဲ့ခါကျတော့ထိုက်တို့အဖွဲရဲ့ပုံမှန်သဘောတရားရပါလဲဆိုတော့ဝုံမလှူတတ်ဘူးပေါ့နော်ဝုံမလှူတတ်ဆိုတာတခုခုဖြစ်ပြီဆိုရင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကအကုန်လုံးကတွန်းလှူကြမှာပဲဒါပေမဲ့အဲ့တဲမှာကိုတိုးပြီးတော့မလှူတော့ဘူးထိုက်တို့ခဏဆောင်းလိုက်တယ်ခဏဆောင်းလိုက်ပြီးတော့မှာအဲ FOC ရဲ့တစားအဖွဲသားတွေကနေပြီးတော့ရှေ့ပြေးအနေနဲ့အရင်သွားလိုက်တယ်ပေါ့နော်အဲ့နေကိုသွားလိုက်တယ်သွားလိုက်ပြီးတော့ဘာလို့လဲဘာလို့လဲသိတာတဲ့ခါကျတော့မှာထိုက်တို့ကပြန်လဲထူထောင်ရေးအနေနဲ့ဒုတိယတစ်ဖွဲ့အနေနဲ့ကိုတိုင်ကိုကြ ဖြစ်ပြီးချင်းတစ်ချက်ချင်းတွားလို့မှာပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးစီစဉ်ထားရင်မနေ့ဖြစ်မှာထပ်လို့စစသွားမယ်စရမ်းမယ်ပေါ့နော်အခွင့်အရေးနဲ့လိုအပ်တဲ့အရာတွေကိုလှူလှူခဲ့ရဖြစ်တာထောင်တော့ချီနေပြီပေါ့နော်အဲစိတ်ထဲမှာလှူပြီးတော့ရေစက်ချပြီးအလှူပြတ်သွားဖြစ်တဲ့တကြောင်မလို့အဲ့လိုမမှတ်ထားမိဘူးပေါ့နော်ခုနပြောသလိုမျိုးအစံစံအောင်ကျောင်းဆောင်တို့ဘာလို့ဆိုရလဲဒါအရင်ခေတ်တော့လွန်ခဲ့တဲ့ဆယ်နှစ်လောက်ဆိုရင်တင်းရာချီရေရာချီဆိုရင်အခုဆိုရင်ပဲ ထောင်ကနန်းလောက်ဖြစ်နေပြီပေါ့နော်ပြောရမယ်ဆိုတော့အဲ့တော့ထိရောက်တာကိုပဲထိုက်တူစဉ်းစားပါတယ်အဲ့လိုဘယ်လောက်ကြီးတော့ငါတို့လူပြီးပြီလို့တော့စိတ်ထဲမှာမရှိပါဘူးเนาะ လူတက်ခဲ့တဲ့ကေဇေးရေးကရိယာဖြစ်တဲ့ hydraulic cutter ကိုထိုက်လို့လူလူဝင်ရခဲ့ပါဒါလည်းထိုက်လို့နဲ့အများနဲ့ချိန်ဆက်ပြီးအလုပ်လုပ်နေတဲ့ဒီကေဇေးရေးအဖွဲ့ရှိရပေါ့နော်သူက H rescue ကေဇေးရေးအသင်းပေါ့နော်သူကဆိုလို့ဒီလိုမျိုးငလင်းဖြစ်မှာမဟုတ်ဘူးကေဇေးရေးအလုပ်ကိုလုပ်နေတာကနှစ်ချီနေပြီနှစ်ချီတော့ဟာသူတို့တကယ်လုပ်တာပဲဆိုကိုကသူတို့နဲ့ချိန်ဆက်လိုက်တဲ့ခါမှာသူတို့ကဘာကေဇေးရေးပဲဖြစ်ဖြစ်ဘာရေဘေးဆိုလည်းရှေ့ဆုံးရောက်သွားတယ် အခုငလေးဆိုလဲရှေ့ဆုံးရောက်သွားတယ်ခလေးလေးအဲ့မှာရှိရဆက်ကြောတက်ကလေးလေးဆိုရင်လေဒီလိုအကြောစီတောင်တွန်းရတဲ့အထီကိုသူတို့အဲ့လိုမျိုးကဲစဲလေးလှုပ်တောင်နှစ်နှစ်ကကောက်ဘူးလို့ပြောမယ်ဝါသနာပါကြပါတော့အဲ့လိုခလေးရှာပါအာသူတို့ရဲ့သူတို့ကိုကလိုက်မေးရဘာလို့လဲဘာလို့လဲဒီငလေးမှာလဲဘာလို့လဲဆိုတော့သူတို့ကအာမထိုက်တဲ့ hydraulic cutter လို့ရဲဆိုတော့ကိုကလည်းနားမလည်ဘူးလေကိုကတကယ်ပြောမလို့လှူစင်တာပဲတည်တာအရင်ကတည်းကလှူစင်တာပဲတည်တာသူတို့လိုမျိုးထက်တဲ့ဥမယ်ကဲစဲလေးအလုပ်ကိုတစ်ခါမှလည်းမလုပ်ဘူးအဲ့တော့သူတို့ဒီဒီစင်မှာကိုရဲ့စက်ရပဲအဲ့တော့ သူတို့ပြောတဲ့စကားကိုကိုကတက်နိုင်တော့ဖြည့်ဆည်းပေးမှဒါနဲ့ထိုက်တော့အကျိုးရှိမှာအသူတို့ကဘာလုပ်လဲဆိုတော့ hydraulic cutter လို့ဆိုတော့ဘာလဲဘာကြီးလဲပေါ့နော်အဲ့ဒါကပေါ့နော်အခုကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာဒီကြောက်တွေကိုခွဲရမယ် တပင်းနေပြီးကြနေတာခွဲရမယ်ကားတွေကိုဖြတ်ထုတ်ပြီးလုကယ်ရမယ်အဲ့လိုမျိုးကရိယာပေါ့နော်အဲ့ဒါကိုလူကအဲ့ဒါကိုလူကျင်တယ်တဲ့ဒါပေမဲ့သူတို့ဒါမဝက်မရဲပြောပါပေါ့နော်ဘာလို့ဆိုတော့ငွေကြေးအချင်းဆိုရင်သိန်း350 400ကျင်းမာနိုင်ငံကိုအလျှောက်ဖြစ်လိုတာဆိုတော့လေအဲ့ဒါအဲ့ဒါလေးလိုပါတယ်ဒါပေမဲ့လူခန္ဓာမျိုးမဟုတ်ဘူးနော်သူတို့လိုအပ်တဲ့ဟာကိုပြောတာဆိုတော့ထက်ကလေသူတို့နှုတ်ကပြောလိုက်တဲ့အရာမှန်သမျှကိုထက်ကအငြင်းပြောဖြည့်ဆည်းပေးနေကြ ambulance အတွက်အမျိုး trolley လိုရဲဆိုလဲလိုလိုသလားပြီးွားရင်ဟိုမီးဆက်လိုရဲဆိုလဲပြောရင်ပြောသလိုအမြဲတမ်းဖြည့်ဆည်းပေးနေကြအဖွဲအနေနဲ့ပေါ့နော်အော်ဒီမှာ hydraulic cutter လိုရဲဆိုတော့ပြောမှဆိုလက်လန်းတော့ဝေးတယ်ဟိုတိန်း300 400လောက်ဆိုတော့အော်အဲ့ဒါကိုတယောက်တည်းဆုံးဖြတ်ချက်နဲ့လည်းမရအောင်ပေါ့နော်အဲ့တော့ solution တွေကို အလှူကြမလားလို့ပြောခင်ဗျာသူတို့ကလည်းအလှူရှင်တွေကလည်းပြောမှန်းငလင်ပေးအတွက်ပဲဒုက္ခတွေတွေကိုပဲလှူချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကိုသိပြီးရော focus state မထားဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီ title ကို title ဒီ FOC အဖွဲ့ကို ICEC ဆိုရဲအကိုပိုင်ကျောင်းအကုန်လုံးလည်းသိကြပါအဲ့ကိုပိုင်ကျောင်းကနေ title ကိုသိန်းပေါင်း600 44သိန်း3000လှူတဲ့အခါကျတော့ title ရဲ့အရင်တော့ရှိပြီးသားအလှငွေတွေက6လဲဝိုင်း FOC ရဲ့ကိုပိုင်အလှငွေတွေက6လဲဝိုင်း6လဲဝိုင်းတော့ FOC အချင်းချင်း group မှာ title meeting လုပ်လိုက်တယ် meeting လုပ်လိုက်ပြီးတော့မှ လှူကြမလားဆိုတော့ကျန်တဲ့အဖွဲ့ဝင်တွေအကုန်လုံးကလည်းသဘောတူတော့မှထိုက်သည်ဖောင်ဒါဖြစ်ပေမဲ့လည်းတယောက်တည်းဆုံးဖြတ်ချက်နဲ့ထိုက်ပြီးတော့မှသွားဘူးပေါ့နော်အကုန်လုံးသဘောတူတယ်ကောင်းတဲ့အကြံစီဖြစ်တယ်ဆိုတော့မှတရားခံတော့ထောက်ခံပြီဆိုတော့မှထိုက်တို့လှူကြဖြစ်တဲ့တောင်မလို့အဲ့မှာအဲ့အဖွဲ့ကလည်းထိုက်တို့အဖွဲ့ကလည်းလှူကြမယ်ဆိုထိုက်အရင်ပြောသွားအာသူတို့ဖုန်းဆက်ပြီးမှလှူမဲဆိုချက်ချင်းအဲ့နေနေခြင်းပဲလှူလိုက်တာအခုရောက်နေတာအရင်ကရောက်နေတာ၃ရက် 300လောက်တော့ရှိပြီ300အတွင်းမှာရအောင်သူတို့ဝယ်ပြီးကြဝယ်ကြတယ်ကယ်ဆယ်ရေးကရိယာကြီးကိုထပ်လို့ဝယ်ပြီးသွားတယ်ဒါပေမဲ့ဘယ်တော့မှအသုံးပြုရတဲ့အခြေအနေမဖြစ်ပါသေးနဲ့လို့တော့ဆူတော့ဘာလို့ဆိုတော့ဒါလူလူအသက်ကိုကယ်ရတဲ့အခြေအနေပေါ့နော်အဲ့လိုမျိုးတွေဘာမှမဖြစ်ချင်တော့ထပ်လို့ကတ်ဘေးဆိုတော့လုံးဝမကြားချင်တော့တဲ့အခြေအနေပေါ့နော်အဲ့လိုတော့မှထိုက်ဒီကရိယာကြီးကိုထိမ့်သိမ်းပြီးတော့အများကြီးသုံးနေရတဲ့လူတွေဒုက္ခရောက်တဲ့အခြေအနေမဖြစ်ပါသေးနဲ့လို့ပဲထိုက်ကဆူတောင်းရတယ်ပေါ့နော်အဲဒါပေမဲ့ဒီကတ်ဘေးမှမဟုတ်ပါဘူးဒီကရိယာကြီးကကျတော့ခုနထိုက်ပြောသလိုမျိုးအဲတစ်ပင်ပြီလို့ လူမထုတ်နိုင်တာတော့ကားထဲမှာဖက်ဖက်လူကားမောက်လို့လူမကယ်နိုင်တော့ဘူးဆိုဖြတ်ထုတ်ပြီးတော့ချက်ချင်းကယ်လို့ရတဲ့အရာပေါ့နော်ဒီထက်ပိုပြီးတော့ထဲတော့မြင်မြန်ဆန်ဆန်လူဝင့်ရတယ်တော့မှဒီထက်ပိုပြီးတော့တော့မှလူတွေကယ်ထုတ်လို့ရမယ့်အခြေအနေပါဘလို့ကြီးမှမသိတာထားရည်ထမင်းတော့မှပုံမှန်စားတဲ့အချိန်တွေကမေ့သွားတယ်လူကလေနည်းနည်းလွတ်တလို့ဖြစ်သွားတာပေါ့နော်ပြောရမယ်ဆိုရင်လေကိုဘာလုပ်နိုင်မလဲဆိုတာစဉ်းစားရနေမှာငါချက်ချင်းကဘာမှမလုပ်ပေးနိုင်ဆိုတော့ပူထူသွားတဲ့ဥစ္စာပေါ့ဒါပေမဲ့ကို့ကိုနည်းနည်း calm down ပြန်လုပ်ပြီးတော့မှဟာမဟုတ်ဘူး relax လုပ်ရမယ်ပေါ့နော်နှစ်ရက်ထိုက် မမိသလောက်ဆို3ရက်4ရက်လောက်ကိုလေစိတ်ပြန်ရမ်းညံ့နေရအချက်ချင်းသွားရင်ကောင်းမလားနောက်မှသွားရင်ကောင်းမလားအလုံးကစိတ်က rush ဖြစ်နေရကွာအဲ့လိုမျိုးဖြစ်နေတဲ့စိတ်တွေအခြေအနေမှာမှ Facebook မှာတွေ့လဲရတဲ့မြင်ကွင်းနေရပါတော့လူစိတ်ကိုဘယ်လိုမှ ဟိုကောင်းမကောင်းလာစေပေါ့နော် negative energy တွေဖြစ်နေရပါတော့အဲ့ခါကျတော့အခဏလေး facebook ကိုရက်ပြီးတော့မှဘာလုပ်ရမလဲဆိုတာတေချာလေးတွေးပြီးတော့မှဟုတ်ပြီပြန်လဲထူထောင်ရေးတွေ့ရကိုငါတို့ဘလို့ဘလို့တွေအစီအစဉ်ချပြီးတော့လှုပ်ကြမယ်တက်နိုင်သလောက်ပေါ့နော်လက်လက်မိသလောက်လက်ကမ်းကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲဖြည်းဖြည်းချင်းစီစဉ်းစားလိုက်တော့မှကိုစိတ်ထိခိုက်တာတွေညော့သွားပြီးတော့မှ positive energy တွေပြန်တက်လာတာပေါ့နော်ထိုက်တို့ကမနေ့ပြန်သွားမယ်ဆိုရင်တော့မှမုံတိုင်းတို့ငလင်တို့ထိုက်တို့တုံမပြောနိုင်ဘူးမပြောနိုင်ဘူးဒါပေမဲ့အဲ့ဒါကြီးကြောက်နေလို့ဘာမှလုပ်လို့မရအောင်လေအဲ့တော့ဖြစ်ချင်ဖြစ် သွားမယ်ဆိုတော့တဖွဲ့လုံးကလည်းအဲ့လိုပဲအခုတည်းကလည်းဖြစ်နေတယ်ဖြစ်လည်းအတူတူပဲအလူစားတဲ့တနည်းမွေးတဲ့နည်းပဲလို့ထပ်လို့စဉ်းစားထားရမှာဒါပေမဲ့တခုခုတော့ရှိရအောင်နော်ဖော်ဖော်ဖက်အဲ့လိုဟိုဟိုမရောက်တင်မရောက်ပုံစံမျိုးနဲ့ပိတ်မိနေရမျိုးတော့မဖြစ်စင်ဘူးပေါ့နော်ဒါပေမဲ့လည်းငါတို့သွားကောင်းတာလုပ်ဖို့သွားတာဖြစ်တဲ့တော့မလို့ကောင်းတာရယ်ကျုပ်တို့ရလာရမယ်ဆိုတော့ energy နဲ့ပဲထပ်လို့သွားရပါတော့အခုလက်ရှိလည်းထပ်လို့သွားမယ့်နေရာမှာလည်းငလင်လုံးနေတဲ့ဆဲတယ်မုံတိုင်းနဲ့သွားမယ့်နေ့မှာမုံတိုင်းရှိမယ်လို့လည်းကြားထားတယ်မတက်နိုင်သွားမှာပဲထိုက်တော့ကွန်ယူကယ်ဆယ်ရေးတွေထိုက်လို့သွားနေပါတယ်နောက်ပြီးကျတော့ထိုက်လို့လိုမျိုးပဲပေါ့နော် ထန်တို့ကအများကြီးတက်ကြွနဲ့ဒီကစားရေးသမားတွေရောအဖွဲ့တွေရောကအခုလက်ရှိရှိနေတဲ့ဟိုလိုအပ်နေတဲ့နေရာတော့သွားနေကြပါတယ်အဲ့တို့ကြောင့်မလို့ပေါ့နော်အချိန်နဲ့အမျှတော့အမြဲတမ်းမပြည့်တဲ့အိုးလေးတွေကိုဖြည့်နေကြတယ်မြန်မာနိုင်ငံမှာရှိရဲမြန်မာနိုင်ငံမြန်နိုင်ငံသားတွေကတကယ်အလူရဇက်လက်နဲ့မကွာဆိုလို့ပါပဲအကုန်လုံးကအပြည့်ဖြည့်အောင်တော့လာနေကြတယ်အဲ့တို့ကြောင့်မလို့လိုအပ်တာလေးတွေကိုရအောင်ဖြစ်နေကြပါတယ်အားတင်းထားပါအဆင်ပြေကြပါနဲ့ထိုက်တို့အကုန်လုံးကအတူတူပါပဲအဲ့တို့ကြောင့်မလို့အတူရှိနေပါတယ်နော်